ရဘူးအင်းရခြင်းနဲ့နေရာသွားတာခြင်းနဲ့တပြော့ပြောတယ်တပြော့ရှိရခြင်းပြီးလို့ရှိရင်ကြက်တဲ့စကံသွားကြတော့အဲ့လိုတော့ကောင်းပါလေအပင်းတချို့ကကြတော့လေဟိုလူမျိုးဆွဲဆွဲတာတွေရှိရောလေဒါလည်းဘောလို့တော့ဒါကတော့ပွင့်လင်းလင်းရှင်းမင်းနဲ့ပြောမှရပါဘူးရှင်းမင်းကကြတော့အပြင်လောကကြတော့ဒီလောက်ထိဒီထဲမှာနေရတော့တိတ်မကျေပြန်ဘူးတချို့ဒီယောဂီဒါဆိုရင်ဒါမြေကြီးနာယောဂီပဲသူလည်းဆရာရှင်မင်းရဲ့နီးနယ်ပဲသူတို့ကျင့်ကြအောင်နော်ရှင်မင်းနီးနာနေပြန်တယ်တောထဲမှာသူမလိခတိုက်မှာကျင့်နေအဲ့ဒါယောဂီချင်းချင်းမှာအဲ့လိုလေးတွေပေါ့လေ မတူညီရဲ့အချက်လက်လေးတွေရှိရပါဘူးသူတို့စိတ်ထဲမှာသူတို့နားမလဲနားမလဲကြအဲ့လိုမျိုးပြောတာရှိချင်းဒီဒီရမမှန်တယ်ဟိုမှာမှန်တယ်လို့အဲ့လိုဆွဲတဲ့အဆွဲရှိနေတာပေါ့သူတို့ကသူတို့ရှောက်ဖြစ်တယ်ချောက်ဖြစ်တာအတိတယ်အဲ့ဒီအဲ့ဒီပြဿနာကိုတည်ဆရာကြီးတော်ကိုဆရာကြီးတော်ပြောတော့ဟောတာတနောက်တော့ပွားကိုပွားဟုတ်တယ်ဒီလိုပြောတာရှင်းရှင်းလေးပဲဒီလိုပါရုပ်နာမမြင်အောင်မပြောမှန်မှန်ဘာဖြစ်လို့ဆိုသူတို့မမြင်နိုင်ဘူးမှန်မှန်မမြင်နိုင်တဲ့ပုံစံလေးကိုဒီလိုရုပ်နာပြပါမယ်လို့ရုပ်နာကြောင့်ဘုံမှမပြော မှန်ပါပြီပြောပြတာကဒါတွေကခင်ဗျားတို့ဟိုကလူသစ်တိလာကြီးပေါ့ဗျာမှန်ပါဆဲစကတိန်ကြီးတောင်းပြပါဒါပဲကျန်တယ်မပါဘူးဒီပြောကြီးညာပြီးသားမှန်မှန်ပါသောတာစကားပထမစကားမှာမရှင်းမလင်းတဲ့ပုံစံလေးရှင်းလင်းအောင်ပြန်လုပ်ပြလိုက်ဒါပဲကျန်တာမပါဘူးမှန်မှန်မှန်တပြီးတော့ကျင်ညာပြီလားအဲ့ဒီအပြည့်ဝါရင်းကြတော့တမာရီလုပ်ငန်းစဉ်တက်ဖို့တယ်နော်တမာရီလုပ်ငန်းစဉ်တက်ဖို့လုပ်ကြတယ် ရောက်မှာမဟုတ်ဘူး။တမာတိလည်းရမှာမဟုတ်ဘူး။ရတဲ့တလောက်တော့ဒုက္ခလောက်တော့ရလိမ့်မယ်။သို့တော့ဟိုတည်သီးတော့ပြီးတယ်ပေါ့။အမဲ့ဆောင်တော့အောင်တော့အမဲ့ရောက်တဲ့ဒီတော့မရှိပဲနဲ့အင်းနဲ့ဟုတ်မှန်မှန်မှန်။အဲအဲ့လိုပေါ့။တမာတိလုံငန်းကျင်တော့ကျင့်မယ်။ဘုသူတ္တဟောတမာတိလုံငန်းဆိုတာဒီလိုတည့်ရပါလား။ဟောပရမတ်ကိုအောင်ပြီးမဲ့စိတ်ကပြဉ္ညာလည်းမလုံအောင်ဒီလိုသွားပါလားလို့လုံငန်းသဘောသိမှလမ်းကြောင်းသိမယ်။ရောက်လာတော့မဟုတ်ဘူး။မမမမဒီကပြောပြီးပြီ မရောက်ဘူးအဲ့လိုပြောကြရပြီမှန်မှန်ကောင်းပါရှင်များအဲ့ဒါကိုလူတရားနောက်တော့ပါပြီလေတော့ဒီတရားတွေနဲ့မဲ့ဒီနဲ့ဖိုးဒီနဲ့ညံဒီနဲ့အရာဒီနဲ့နေရင်လည်းပြီးတော့ပါနောက်ကြတော့ဟိုလူမျိုးတွေရှိရတချို့ကြတော့ဟိုသူတို့အဲ့လိုညင်းခုန်တာပါအဲ့တော့ငင်းခုံတဲ့တော့ယောဂီချင်းချင်းလေးမှာသူဟိုဘောနော်အမြင်ရင်းမတူတာလေးနဲ့စကားများတဲ့အဆင့်လောက်ကြီးတော့ရှိကြပါတော့တကယ်မတည့်ကြဘူး။စာမဖတ်ဘူးကြာတပြီးတော့တောတပတ်တိမရေးထားတယ်။မှန်မှန်။အဲ့စံကင်းအဲ့ဒါစာမဖတ်ဘူး။မှန်မှန်ဗျာ။ စံဖတ်ဖက်နဲ့ကြားရမြင်ရလေးလျှောက်ပြောတာဟုတ်တယ်အဲ့လိုမျိုးဖြစ်နေတာဒါကဒီပြတော့ကဒီနဂိုရီးယားပုလူဇနောအုံမတကောယူပါတယ်ဆိုတဲ့ချက်မှာတရားယူနဲ့ဆက်မယူကျင်တော့ဒီပြတော့အေးအေးနေမှမှအဲ့ဒီတော့ဟိုတစ်ခေါက်ကလာတော့ဘယ်လိုရှိတယ်ဗျဒီဦးဦးစင်းဒီဘက်ကလေပါနတိယဥတီဇနီးယားကဒီမှာဦးစင်းဟိုဇောဝနာနဲ့ရင်းပြီးတော့ရှင်မင်းနဲ့တာတွေ့ပြီးတော့ရှင်မင်းကတော့ဒီလိုလိုပဲပေါ့နော်ရှင်မင်းသိကျင်တာကုန်ပေးလို့ရတယ်ပေါ့ သူကတော့ရှင်မကိုကိစ္စပြီးနေတဲ့ပုံစံမျိုးနဲ့တူတယ်အဲ့လိုမျိုးအဲ့လိုမျိုးရှော့ပြတာအဲ့လိုမျိုးပြောတော့တပည့်တော်ကသိကျင်တာပါလေအမှန်တမ်းပြောပြန်တပည့်တော်သိကျင်တဲ့တရားလေးတွေရှင်မနဲ့လည်းတရားဆွေးနွေးကျင်တယ်ပေါ့ကိုရထားတဲ့တရားလေးမှာကိုကတော့တပည့်တော်ရတဲ့တရားပေါ်မှာတော့အသက်နဲ့အသက်နဲ့လဲပြီးအမှတ်ခံတယ်ဒါပေမဲ့ကိုကတော့သာသနာပြုဖို့အတွက်ကိုကတကူးမှဟိုမမြင်ဘူးတော့မူးမြစ်ထင်တာပါလေအဲ့ဒီလိုမျိုးပေါ့အရင်ကတော့တပည့်တော်ဖြစ်ခဲ့တယ်ကဖြစ်ခဲ့တော့ရှင်မနဲ့လာတွေ့တဲ့ချိန်မှာရှင်မကတပည့်တော်မတ်လို့မတော့ဘဲနဲ့ခုနကပေါ့နော်အဝင်လို့တုံးတဲ့ချိန်မှာတပည့်တော်ကဒါအမှန်တမ်းပြောပြန် တော့ဘယ်နှချိန်ကြာလဲပြောတော့တပိတော့လည်း၃လချိန်တော့ကြာတယ်လို့ကြာတဲ့အတိုင်းပဲပြောတာပေါ့တပိတော့ကြာပုံကြာနေပြီဒါအရှင်မမမမေးပဲနဲ့ပြီးတော့တမာရီနဲ့ဆက်လိုက်တာပေါ့နော်အဲဒီတော့လူကြားထဲမှာဆိုတော့အရှင်မလည်းစွန်းစားဖို့ဆက်တက်ခွဲနေတပိတော့နဲ့ဆက်နေရင်လည်းအရှင်မပြီးတော့နောက်မှလည်းတခါမှ၁၅ရက်လောက်ရှိရလာဆောင်တယ်ဒါတော့အဲကြောင့်တပိတော့မပြောပြတဲ့ဇာကားလေးတွေပေါ့နော်အသိကျင်တာလေးတွေလာပြီးတော့အရှင်မနဲ့ဟိုပေါ့နော်ဟိုဓမ္မတန်ကိစ္စပေါ့နော်ကောင်းတဲ့ဟာလေးအမြင်လေးတွေပေါ့အဲဒီတပိတော့အသိကျင်တာလေးရှိတာပေါ့မှန်ပါတယ် ဒီဒီနိတ္တမယ်မှန်ပါဗျဒီနိတ္တမယ်ဝိပဿနာကျင့်တဲ့လမ်းကြောင်းဆိုတာဒီလိုရှိတဲ့သိရင်တော်ပြီမှန်ပါပါရမီပြည့်သမာဓိလုပ်ငန်းအနိမိတ္တနဲ့ကျင့်တယ်ဆိုတာဒီလိုတော့ရတယ်လို့သိရင်တော်ပြီမှန်ပါဗျအဲ့ဒါရှင်မြခုလက်ရှိရောက်ရှင်မြခုလက်ရှိရောက်နေတဲ့နေရာလေးတွေတပြီးတော့ပြီးပါရဲ့ဗျအဲ့ဒီကောင်ကနောက်ပိုင်းကဟိုညံစင်ကြတော့မြင်တယ်ဗျအပေါ်ပိုင်းကကြတော့မြန်တယ်ဗျလောကုတ္တရမကြတော့ညံလိုက်ရတော့မြန်တယ်ဗျရှင်မဲမှာအကုန်ပါမီပြည့်နေပြီဗျတပည့်တော်မြင်တာတော့အကုန်ပြည့်နေပြီ ညံလေးပဲဗျ။ဒါပေမဲ့တော့အဲ့ဒါလည်းအရှင်ပြားဒီလိုပဲပြောကြတာဦးနေကတော့ဗာစိတ်နဲ့နေတယ်မသိဘူး။မဟုတ်ဗာစိတ်နဲ့မနေတယ်မသိဘူးဆိုပေမဲ့အရှင်ပြားကတော့တော့ကျတော့ညံတမားဟုတ်ညံလိုင်းကျတော့ညံတယ်အရှင်ပြားပြောလိုက်တဲ့ဟာဘယ်ဟုတ်ဘာဟုတ်ပြောလိုက်တယ်ဆိုတော့ဒါပေမဲ့အကုန်သိပြီးသားဟုတ်ရှင်မဒီရန်ကုန်ရွာချောင်းပြောလိုက်မယ်ဆိုတာအခုဥပမာရွာချောင်းပြောလိုက်ရင်ဒါသူကဘာလို့လဲဆိုတာကဒါတန်းခံခံမှန်းမိတယ်လို့ပေါ့လေဒါတပြည့်တော်ကကျတော့ဒီတော်ရဲ့ဒါအတိပေါ့နော်ညံအတိနဲ့သွားတာပေါ့တပြည့်တော်ကျတော့ ကံမျက်စိနဲ့ကြည့်တာရှိရယ်ဇံမျက်စိနဲ့ကြည့်တယ်ရှိရယ်ဒီရှင်များဟောတဲ့တည်းမှာညံမျက်စိနဲ့ကြည့်တာရှိရတယ်တို့ကညံမျက်စိနဲ့ကြည့်ပြီးပြောတာပေါ့ဒါဆိုတော့ရှင်များမှာပါရမီပြည့်နေပြီဆိုတော့ပြည့်လည်းပြည့်နေပြီရှင်များမှာလည်းတရားတရားလည်းရှိရဒီညံတင်ကြတော့တပိတော်ရှင်များနဲ့ဟူလာလာသည်လဲအခုပေါ့တရားဆွေးနွေးဖို့အတွက်ဆိုတော့ဟိုကတော့ပါပဲနိုင်ဘွားတော့ဆွေးနွေးလိုက်လို့ဆိုရင်တော့ရှင်များလည်းပို့ပြီးတော့ဒါတပိတော်ပြောတဲ့ဟိုပေါ့နော်ဟိုကလေးပဲနားထောင်လိုက်ပေါ့တပိတော်ရဲ့တရားတရားလေးပေါ့တပိတော်အတွေ့အကြုံလေးတော့ပဲနားထောင်လိုက်ပေါ့ ရှင်မြတ်ရိုးရိုးနဲ့ဆွေးနွေးကြည့်တာပေါ့။ဒါတွေရေးကြည့်တာကတော့တပြည့်လို့သိတာပါလေ။မှန်ပါဗျ။ကိုယ်ကြောင့်ကိုသိဖို့ပဲ။မှန်ပါအဲ့ဒါလည်းကောင်းတယ်ဗျ။ရှင်မြတ်လည်းကိုယ်ကြောင့်ကိုသိတယ်။မှန်ပါကိုယ့်ရဲ့အကြောင်းကအားနည်းစရာကျွေးကြံရင်ကိလေသာကျွေးကြံရင်တိုက်ဆိုင်ရင်ကျွေးကိလေသာယူထားပေါ့။မှန်ပါမှန်ပါ။ဟောဒါသမတ်ပဋ္ဌာန်၄ပါးဒါကကျွေးကြံတယ်။မှန်ပါဗျ။ဒီစိတ်ကြံတယ်ဆိုတော့ကိုယ့်ကိုမလိန်နှံမညာရန်နော်ဟိုစစ်စစ်ရ။မှန်ပါဗျ။စစ်စစ်ရခါရောဒီစိတ်က ထပေါ်သွားတယ်မာနစိတ်မှန်ပါဒေါသစိတ်ဒါကမနှိမ့်ညွတ်တဲ့စိတ်မှန်ပါဒါကကက်ထန်တဲ့စိတ်ဒီစိတ်ကြံနေပြီးထွက်နေပြီးဟောဒီကြွေးကြံနေလို့မှန်ပါပေါ့ကိုသိတယ်ပေါ့မှန်ပါသိတယ်တမပေါ့တယ်ဒီကြွေးဘာကြောင့်ကြံလဲဒီကြွေးကိုဘယ်လိုစပ်မလဲဒီကြွေးအားထုတ်တတ်ဖို့စပ်ဖို့အားထုတ်မှန်ပါပေါ့ရေးကြည့်တာကတော့တကယ်ဆိုတာမိမပါဘောင်ဘွက်ကိုဘောင်ဘွက်လို့ လားမှန်ပါဒီခေါက်ဒါလို့မြင်မလားဒါတို့ဒါလို့မြင်မလားမှန်ပါသဘောပေါက်တယ်ဗျအဲ့ဒါသူ့အစ်စ်မှာအဲ့ဒီအစ်စ်မှာမြင်ရပါတယ်ပိုင်းခြားပိုင်းခြားယဉ်ကြည့်ရမှာရှိတဲ့ဇိုးဝဉဉ်ကိုပိုင်းခြားပထမအရင်ပိုင်းခြားသိရတယ်ပြီးတော့ပြန်ပေါင်းဆက်ပြီးတော့ဆင်ញင်ရတယ်ဗျဟုတ်ပြီလေပိုင်းဒါပဲလေမှန်ပါရှင်ပြားလေးဒီဒေါ်ရ5ပေါက်ဒေါ်ရ6ပေါက်မှန်ပါဗျဒီလိုဒေါ်ရ5ပေါက်ဒေါ်ရ6ပေါက်အောင်နေတိုက်ကြတာလေတူတယ်မှန်ပါဗျမသိလို့ကိလေသာတွေဖြစ်တာလေတူတယ်တူတယ်ဗျအဲခုနလိုတိတာတော့လေ ါတွေရှိလို့ဒါတွေကိုသိနိုင်လို့တမာတိရှိနေတူတယ်မှန်ပါဗျပယ်ရင်လည်းပယ်နိုင်သလောက်ပယ်ပြီးတာရင်တူကြတယ်မှန်မှန်ပါဗျတူကြတယ်ကျောင်းကိုအဓိကတော့ကိုအသိကိုအမြင်ကိုသိတာကိုအမှန်ဆုံးမှန်မှန်ဆုံးမှအမှန်မှပါတပိတော့ကတော့ဟိုပါလေဓမ္မတန်ကိစ္စပေါ့နော်တကယ်သူတော့လေဟိုသာသနာမှာကြတော့ဟိုရှင်များသာသနာပြုနေတယ်လေတပိတော့ကဟိုပါပြောနော်တာရုလည်းခေါ်တယ်လို့ပေါ့ ဝမ်းမြောက်ဝမ်းသာလည်းဖြစ်တယ်အရှင်မားမရှင်မားရဲ့ဒီတပည့်သားတွေကလည်းမနှိမ်မနှိမ်ပါဘူးဗျသူ့ရဲ့ပါရမီနဲ့သူသူ့အရှိန်နဲ့သူရှိကြပါတယ်အဲဒီပုံစံတွေမသိဘူးတချို့ဟိုအဲ့တော့ဟိုဗောလေရှင်မားဒီမဟာပါရမီကြီးနဲ့လက်သေးကုန်လောက်တော့ရှိမှာဗောလေရှင်မားမြတ်စွာဘုရားပြောတာသူတော့အကုန်လုံးတော့တပည့်တော့၁၀တိုင်းတော့ပဲရနိုင်မှာကောက်တိုင်းတော့ပဲတော့ပါနေအကြက်များလို့ဗောကောက်တိုင်းရနေသတို့တော့မဆန့်မှာမဟုတ်ဘူးအဲတပည့်မှာရုပ်နာမည်နဲ့ပုံပုံကဒီငါတောင်းလောက်ရှိပြီ မှန်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 အင်းနိုင်နေတဲ့ဘုတခုနှုတ်သုံးခုရှိတယ်ဟောအဲတပိတော့ဂျုံဦးရဗျအရှင်မားရှိကလာတဲ့ယောဂီမှန်သမီးကတပိတော့အများကြီးသိပ်ပြီးတော့မဟောအောင်ဗျနည်းနည်းလေးဉာဏ်စင်လေးတင်ပြလိုက်တယ်တခါတည်းတန်းပြီးတော့အရှိနေတည်နေပေါ့အဲရုပ်ချုပ်ပြီးတော့နံပြန်ချုပ်ပြီးလိုက်တဲ့အချိန်မှာတခါတည်းကိုတော်တော်လေးဟိုဘောနော်သဘောကျကြတယ်ဗျအဲ့ဒါလည်းတော်တော်များများရှိကြတယ်ဗျအရှင်မကခုနပြောလို့ပေါ့၃ရက်လောက်ထိုင်ပြီးတော့ ဘာမှမသိပဲနဲ့သူဖြစ်ပြီးပြက်နေတာပဲမြင်တယ်ဖြစ်ပြက်ကိုမဆုံးတတ်ဘူးဖြစ်ပြက်တွေမြင်ဖြစ်ပြက်တွေမုံဖြစ်ပြက်တွေမဆုံးနေရောညာအောင်လို့ထိုင်ပြီးတော့သူမုံလာတယ်ဆက်ပြီးတော့မရှုတတ်တော့သူတိလာတယ်အကျင့်လွယ်တယ်အတိခတ်တယ်ဆိုရဒီအတိလေးတော့သူ့မှာပညာလေးတော့သူမှတ်ထားတယ်ဒါနဲ့သူပညာလိုနေတာတော့သူတိလိုက်တယ်ပရမလောကီမတ်မှာသူကဟိုဟာရှက်သွားတော့ဒီယုတ်ကမထမ်းနဲ့သွားတော့လောကုတ္တမှာကျတော့နံကမထမ်းနဲ့သွားပြီးတော့ဓမ္မနုပဒနာနဲ့စိတ်တန်နုပဒနာနှစ်ပတ်သွားတော့ ဆိုတော့ဒီကလော်ဘီမှာလည်းရုံတန်နေလွယ်သွားတာအဲရုံမဲ့နှခွဲွားတော့ခွဲတော့ခွဲတယ်ဆိုတော့ဒါမှမဟုတ်ခွဲရတာပဲလေဝင်လာပြီးဒေါက်တာဝိဆာဆိုတော့တွဲပြောနေတာတွဲသွားနေတော့တော့ပြိဿသမုပ္ပတ်ပဲလေအကြောင်းကျိုးကင်းလို့မရဘူးဗျရုံမှာလည်းနန်ရှိတယ်နန်မှာလည်းရုံတော့ဘွာရုံနဲ့နန်ကိုလော်ဘီလို့ခေါ်တာမှန်ပါဗျာမှန်ပါဗျာလော်ဘီလော်ဘီဆိုတော့ရုံနဲ့နန်ကိုပြောတာမှန်ပါဗျာအဲ့ဒါကိုခွဲတာပေါ့လေနော်ရုံနဲ့နန်ခွဲတာပေါ့ပြီးတော့မှနန်ပြည့်ညက်ကိုပေးရတာပေါ့ နံပါတ်၁ဖာဒီဟူသောဒေါသတောင်မပရသေးဘဲနဲ့ရှေ့ဆက်ပြီးရုပ်တည်နန်းဒီဖြစ်တာတွေပြက်တာတွေဒိဋ္ဌိတွေကဘာနဲ့သွားပြုတ်လို့ရမှာလဲမပြုတ်ဖိနေအခုကလာတန်းနဲ့ပြုတ်အပြောနဲ့ဟုတ်ဖြုတ်ကြတော့ငါတို့ကဒိဋ္ဌိပြုတ်ပြီဆိုပြီးလို့တော့ဒိဋ္ဌိငါကတဲ့ဒိဋ္ဌိကြီးဖြစ်သွားရောတကယ်သောတာပန်ကဒိဋ္ဌိငါမှရှိတဲ့ဒိဋ္ဌိပြုတ်တာသောတာပန်ငါမှရှိတဲ့သောတာပန်ကိုဖះရလက်တက်ကသောတာပန်လို့ခေါ်တာအခုကငါရှိတဲ့ငါသောတာပန်ကြီးဖြစ်သွားတော့ဟုတ်သေးရဲ့လား မဟုတ်တော့ဘူးဆရာကလည်းတစိတ်တာတပည့်ကလည်းတစိတ်လိုချင်တယ်ဘွယ်သူကအရန်လိုချင်တာဟုတ်ရန်ကုန်မှာဆိုရင် သောတာပန်အယူတွေအများကြီးပဲကျုံမှာမှတ်တမ်းရှိတယ်သူကတူသောတာပန်ဟုတ်ပြီမဟုတ်ပြီလာစစ်တာသူဆရာကမကူးပုံတွေပါသင်ပြီးလို့မက်ကကူးပြီးသွားပြီအဲ့ဒါကိုဦးစင်းကြီးလာစစ်တယ်တဲ့မက်ကူးပြီးဆိုတော့သောတာပန်တန်တရားဝစီကိစ္စပယ်ပြီးတဲ့ပုဂ္ဂိုလ်ကဟုတ်မဟုတ်ပါမလားဆိုတာရှိသေးလားအဲအဲ့ဒါတပြားနေရှိတယ်မှတ်တမ်းနေဦးစင်းအကုန်လုပ်တာနော် နောက်မှာဗဇတ်နဲ့မငင်းတော့တခါလေဓာပြထုတ်ပြလိုက်မှာ